။တွေးပေါင်းချိန်တိုင်းတဲ့အခါမှာဘယ်ဘက်လက်တိုင်းကောင်းမလား၊ညာဘက်လက်တိုင်းကောင်းမလား၊ဘယ်ဟာပုံမှန်တယ်လဲဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးပါမယ်။ကျွန်တော်တို့ပုံမှန်အဖြစ်တော့လူတယောက်မှာဘယ်ရောညာရောတိတ်กว่าလေးမရှိပါဘူး။အများဆုံးกว่าရင်ကျွန်တော်30လောက်กว่าတယ်။ဒါပေမဲ့ဒီလောက်30လောက်ကပြဿနာမရှိဘူး။တိုးတော့ကျွန်တော်တို့ချိန်လိုက်တိုင်းမှာဘယ်ဘက်ချိန်နဲ့ညာဘက်ချိန်နဲ့ဒီမှာ15နဲ့20ကြားထဲမှာကွာနေတယ်အထူးသဖြင့်တော့အပေါ်တွေးပေါ့လေအပေါ်တွေးက15 20ကြားထဲမှာကွာနေတယ်ဆိုရင် တော်တော်မှာနှလုံးနဲ့ပတ်သက်ပြီးတော့နှလုံးအားထွက်တဲ့သွေးကြောမအီမှာပြဿနာတခုရှိတာမျိုးတွေဖြစ်တတ်တယ်။တစ်ခါတည်းမှာကျွန်တော်တို့ဒီ peripheral vascular disease လို့ခေါ်တဲ့သွေးကြောတွေကျင်းတဲ့ပြဿနာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်เนาะ။နောက်ပိုအရေးကြီးတာကကျွန်တော်ဘယ်ဘက်ချင်ချင်ညာဘက်ချင်ချင်ကျွန်တော်သွေးပေါင်းချင်ကိုချိန်တဲ့အခါမှာစနစ်ကျဖို့လိုတယ်။အော်သွေးပေါင်းချင်ချက်ချင်အိမ်ရောက်တာနဲ့လှုပ်ရှားမှုတခုအပြင်းအပြန်လာပြီးတာတန်းချိန်တာမျိုးမလုပ်နဲ့။အနည်းဆုံး5မိနစ်လောက်တော့ထိုင် 15မိနစ်ဆိုပိုကောင်းတာပေါ့နော်ရေအေးလေးတပြီးတော့စိတ်ချလက်ချထိုင်နှလုံးခုန်နှုန်းလေးတွေနှေးသွားတယ်ဆိုတဲ့အချိန်မှာပဲသွေးပေါက်ချိန်ကိုလိုတယ်နောက်တစ်ခုကသွေးပေါက်ချိန်တဲ့အချိန်မှာကျွန်တော်အစာစားတာမျိုးတွေစကားပြောတာမျိုးတွေလှုပ်ရှားနေတာမျိုးတွေမလုပ်သင့်ဘူးဒါအပြင်ကိုကျွန်တော်ချိန်မယ်ဆိုရင်ထိုင်ရက်ချိန်မလားလှည့်ရက်ချိန်မလားတခုရွေးပေါ့နော်ထိုင်ရက်ချိန်မယ်ဆိုရင်ဒီလိုမျိုးကြုံးမိရှိပြီးတော့တက်တော့တက်တာဖြစ်တဲ့ခုံမှာထိုင်ဖို့လိုတယ်အာကျွန်တော်လက်ကနှလုံးနဲ့တံတန်းနဲ့ဖြစ်နေဖို့လိုတယ်ပေါ့နော် ဒါအပြင်ကိုကျွန်တော်တို့ခြေတော့ခြေတော့ဆိုရင်တို့ရှက်တာလို့မရဘူးခြေတော့ကိုတက်တော့တက်တာဖြစ်အောင်တို့ချတာဖို့လိုတယ်ခြေဘွားနှုတ်ခွာကျမ်းမြင့်နဲ့ထိနေဖို့လိုတယ်ဆိုလိုတဲ့အသေးပဲဗျာကျွန်တော်တို့ခဏကွာ relax ဖြစ်နေရမယ်ပေါ့နော်တက်တော့တက်တာရှိနေရမယ်အဲ့လိုအခြေအနေမျိုးမှာချိန်မှတွေးပေါက်ချိန်ကိုအမှန်ရတယ်ဒါအပြင်ကိုကျွန်တော်ဒီမှာတွေးပေါက်ချိန်လက်ပတ်ပတ်တဲ့အခါမျိုးတွေမှာလက်ပတ်ကအရွယ်စားအမျိုးမျိုးရှိတယ်အာလူတစ်ယောက်နဲ့တစ်ယောက်ကလက်မောင်းအရွယ်စားလည်းမတူဘူးအဲ့တော့သူ့ဆိုင်နဲ့သူတန်ရာတန်ရာလက်ပတ်ကိုရွေးပါ လက်ပတ်အရန်ကြီးနေတယ်ဆိုရင်လည်းတွေးပေါင်းညာယော့နေတတ်တယ်လက်ပတ်အရန်သေးတယ်ဆိုရင်လည်းတွေးပေါင်းညာတက်နေတတ်တယ်အဲ့တော့အဲ့ဒါတော့အရေးကြီးတယ်ပေါ့နော်ဒါလေးကိုသတိထားသိချင်းတယ်အဲ့တော့လက်ပတ်ပတ်ပြီးတဲ့အခါမှာလည်းကျွန်တော်တို့ဒီလူနာရဲ့တွေးပေါင်းချိန်မဲ့လူရဲ့အင်ဂျီပေါ့နော်အင်ဂျီကဒီလိုအရန်ကြက်နေတယ်ဆိုရင်လည်းကျွန်တော်တို့ချိန်တဲ့အခါမှာတွေးပေါင်းညာအမှန်မရဘူးနော်အရန်ကြက်တဲ့အင်ဂျီတွေရှိရင်လည်းကျွန်တော်တို့ဒါကိုဖယ်ပြစ်ဖို့လိုတာပေါ့နော်ဒါလေးသတိထားသိချင်းတယ်နောက်တစ်ခုကကျွန်တော်တို့ချိန်တဲ့အခါမှာအမြဲတမ်းတစ်ခေါက်ပဲမချိန်ပါနဲ့ နှစ်မိနစ်သုံးမိနစ်လောက်ခြားပြီးတော့နှစ်ခေါက်လောက်ချိန်ကြည့်ပါဗျမ်းများကိုယူသေးရှင်တယ်ပေါ့နော်အဲ့တော့နေ့တစ်နေ့မှာနေ့တိုင်းနေ့တိုင်းချိန်ရင်ကျွန်တော်မနက်ဆိုလဲအမြဲတမ်းမနက်ပဲရှင်းသေးခြင်းတယ်နေ့လယ်ညပေါ့နော်ကိုကြိုက်တဲ့ချိန်မှာအဲ့လိုအချိန်မှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာမနက်နေ့လယ်ညမှာတွေးပေါက်ဉာဏ်အတက်ကြလေရှိနေနိုင်တယ်အဲ့တော့ဆိုရင်ကျွန်တော်ကကိုယ့်ရဲ့တွေးပေါက်ဉာဏ်အမှန်ကိုမသိရဘူးပေါ့နော်အဲ့တော့တွေးပေါက်ချင်တဲ့အခါမှာကျွန်တော်ခုနပြောတဲ့အကြောင်းအရာလေးသတိထားပါအဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့တွေးပေါက်ချင်အမှန်ကိုရပါလိမ့်မယ်ပြန်ပြီးချုပ်ပြီးပြောရရင်တော့ဘယ် ဘယ်ဖြစ်ဖြစ်ညာဖြစ်ဖြစ်ချိန်လို့ရတယ်ပြဿနာမရှိပါဘူးအနည်းဆုံးတော့30လောက်กว่าတာကျွန်တော်တို့အတွက်အရင်အရေးမကြီးပါဘူးအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်